မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးချိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့မိတ်ဆွေတို့ရဲ့ဘဝကိုလုံးဝပြောင်းလဲပေးနိုင်တဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်နေပါတယ်အဲ့ဒါကတော့ ဂျိုးဆက်မာဖီရေးသားတဲ့ကပ္ပာကျိုးစာအုပ် The Power of Your Subconscious Mind ဆိုတဲ့စာအုပ်ထိကပေါ့နော်မသိစိတ်ရဲ့အဖွေစွန်အားတွေကိုအသုံးပြုပြီးရင်လိုရှင်တဲ့အရာအလုံးကိုဘလို့ရယူနိုင်မလေးဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်ဟာကပ္ပာတဝန်းကတဲပေါင်းများစွာသော လူတွေရဲ့ဘဝကိုပြောင်းလဲပေးခဲ့တဲ့စာအုပ်တော့ဖြစ်ပါတယ်။အဲဒီစာအုပ်ထဲမှာ မတိစေရစွန်းအားကိုဘလို့အသုံးချပြီးရင်ဘဝမှာအောင်မြင်မှုတွေပျော်ရွှင်မှုတွေကျန်းမာရေးကောင်းမွန်မှုတွေရယူနိုင်တည်းလေးဆိုတာကို အသေးစိတ်ရှင်းပြထားပါတယ်။ ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာကျွန်ုပ်တို့ရဲ့ဘဝတွေကိုလွှမ်းမိုးထားတဲ့အင်အားကြီးမားတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့အတွေးအခေါ်တွေ၊ယုံကြည်ချက်တွေ၊လှုပ်ဆောင်ချက်တွေအလုံးကိုမသိစိတ်ကထိန်ချုပ်ထားပါတယ်။ဒါကြောင့်မသိစိတ်ကိုဘလို့အသုံးချရမလဲဆိုတာကိုသိရှင်းအပြင်ကျွန်ုပ်တို့ရဲ့ဘဝကို လုံးဝပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ဒီလိုဆိုရင်မသိစိတ်ဆိုတာဘာလဲအဲ့ဒီမသိစိတ်ကဘလို့အလုံးလုံးတာလေးဆိုတာကိုသိဖို့လိုအပ်ပါတယ် ကျွန်တို့ရဲ့စိတ်ကိုအကျဉ်းအပြင်အပိုင်းတစ်ပိုင်းခွေးရှားထားပါတယ်။အဲ့ဒါကပထမတစ်ပိုင်းကတော့သိစိတ်ဆိုတဲ့ conscious mind နဲ့နောက်တစ်ပိုင်းကတော့မသိစိတ်လို့ခေါ်တဲ့ subconscious mind ဖြစ်ပါတယ်။ သိစိတ်ဆိုတာကတော့ကျွန်ုပ်တို့အနေနဲ့တတိရှိရှိနဲ့လှုပ်ဆောင်နေတဲ့အရာတွေဖြစ်ပါလေဥပမာစာဖဲတာတွေစကားပြောနေတာတွေဆုံးဖြတ်ချက်ချနေတာတွေဟာအာတိစိတ်နဲ့လှုပ်ဆောင်နေတဲ့အရာတွေဖြစ်တယ်မတိစိတ်ကတော့ကျွန်ုပ်တို့ကိုယ်တိုင်ကိုယ်ကတတိမထမိလိုက်ပြီးအလိုလျောက်ဖြစ်နေတဲ့အရာတွေဖြစ်ပါလေဥပမာအသက်ရှူတာနှလုံးခုန်တာအလေးအကျင့်တွေပေါ့နော်ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေခံစားချက်တွေအလုံးကိုမတိစိတ်ကထိန်းချုပ်ထားပါတယ် တကယ်တော့ကျွန်ုပ်တို့ရဲ့မသိစိတ်ဟာကျွန်ုပ်တို့ရဲ့မှဲ့ညံတွေအတွေ့အကြုံတွေယုံကြည်ချက်တွေကို သိမ်းဆည်းထားတဲ့သိုးလောင်ယုံကြည်တစ်ခုနဲ့တူပါတယ်ဒါအပြင် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ရဲ့လုံဆောင်ချက်တွေကိုလည်းအလိုလျောက်ထိန်းချုပ်ပေးထားပါတယ် ဒါကြောင့်သိစိတ်နဲ့မသိစိတ်ကြမှာကွာခြားချက်တွေရှိပါတယ်။ဥပမာမိษွေဟာကားမောင်းဖို့တင်ယူနေတယ်ဆိုပါစို့။အစာဘိမ်းမှာတော့ကားရဲ့ brake ကိုဘလို့နင်းရမေဒါအပြင်အဲ့ဒီကားကိုဘလို့မောင်းရမေဆိုတာတွေကိုသိစိတ်နဲ့အာယုံစိတ်ပြီးရင်လုပ်ရပါတယ်။ဒါပေမဲ့ကားမောင်းတာကျွင်းကျင်သွားတဲ့အခါမှာတော့မိษွေဟာအလိုလျောက်အဲ့ဒီကားကိုမောင်းနှင်သွားနိုင်ပြီဖြစ်ပါတယ်။ဒါဟာမသိစိတ်ရဲ့လှုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ နောက်ထပ်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်တော့ဆက်ပြီးစီးတာပါပဲပထမအဦးဆုံးအနေနဲ့ဆက်ပြီးစီးရဲ့အချိန်မှာတတိထားပြီးထိုင်ရတာတွေရှိတယ်ဒါပေမဲ့အချိန်ကာလကြာလာတော့သူ့အလိုအလိုလျောက်ဆက်ပြီးစီးသွားနိုင်တာပေါ့နော်ဒါဟာမတိစိတ်ကြောင့်ပါပဲ တိစိတ်ဆိုတဲ့အရာကဆုံးဖြဲရှဲရှားတဲ့နေရာမှာအဓိကပါဝင်ပြီးရင်မတိစိတ်ကတော့အဲ့ဒီဆုံးဖြဲရှဲတွေအတိတ်ပေါ့နော်အလိုလျောက်လှုပ်ဆောင်ပေးတဲ့နေရာမှာအဓိကပါဝင်နေပါတယ် ကျွန်ုပ်တို့ရဲ့မသိစိတ်ထိမှာမှတ်သားထားတဲ့အရာတွေဟာကျွန်ုပ်တို့ရဲ့အတွေ့အခေါ်တွေခင်စားချက်တွေနဲ့လှုပ်ဆောင်ချက်တွေကိုလွှမ်းမိုးထားပါတယ်။ဥပမာမိတ်ဆွေဟာငင်းငေးကလေးကငါဘာမှမတဲနိုင်ဘူးဆိုတဲ့ယုံကြည်ချက်ကို မသိစိတ်ထိထိထားမိဆိုရင်တော့မိတ်ဆွေဟာဘာပဲလုံးလုံးအောင်မြင်ဖို့ခက်ခဲပါလိမ့်မယ်။ဘာလို့လဲဆိုရင်တော့မသိစိတ်ကမိတ်ဆွေကိုပေါ့နော်အဲ့ဒါမင်းမတက်နိုင်ဘူးဆိုပြီးတော့အမြဲတမ်းပြောနေပါလိမ့်မယ်။ ဒါအပြင်ကြောက်စိတ်တွေစိုးရိမ်စိတ်တွေဟာမသိစိတ်ထိမှာအရှိခဲထားပါတယ်။ငီငီကလေးကကြောက်စရာအတွေ့အကြုံရှိထားရင်တော့အရွေရောက်လာတဲ့အထိအဲ့ဒီအရာတွေကို ကြောက်နေတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီမသိစိတ်ကိုကိုလိုရှင်တဲ့ပုံစံဖက်ကို ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့်မိစေတော်အနေနဲ့အရေးတကြီးသိထားရမှာကကျွန်ုပ်တို့ရဲ့မသိစိတ်ကို ပြောင်းလဲနိုင်တယ်ဆိုတာကိုသိထားဖို့လိုပါတယ်ကျွန်ုပ်တို့ရဲ့မသိစိတ်ထိမှာအပြုသဘောဆောင်တဲ့ယုံကြည်ချက်တွေကိုထစ်သွင်းလိုက်တဲ့အခါကျွန်ုပ်တို့ရဲ့ဘဝလေးပြောင်းလဲသွားပါမယ်ဒီလိုဆိုရင်မသိစိတ်ကိုပြောင်းလဲပြီးရင်မသိစိတ်ကိုအုံချပြီးရင်ကျွန်ုပ်တို့လိုချင်တာတွေကိုဘလို့ရယူမလဲဆိုတာကိုဆက်လက်ရှင်းပြပေးပါမယ် အခုပြောပြပေးမယ့်အပိုင်းဟာအရေးကြီးတဲ့အပိုင်းဖြစ်တာမို့လို့ဒီအပိုင်းကိုအဆင့်၅ဆင့်နဲ့ပြောပြပါမယ် step by step ပြောပြပေးပါမယ်ဒီလိုဆိုရင်ကုလိုရှိနာတွေကိုရယူနိုင်ဖို့မသိစိတ်ကိုအတုံးချဖို့အတွက်အဆင့်နံပါတ်1ကတော့မိတ်ဆွေတို့အနေနဲ့ဘာကိုလိုရှင်တလေးဆိုတာကိုတိတိကျကျဆုံးဖြတ်ပါ။ ကိုလိုရှင်တဲ့အရာတွေဟိုလိုလိုဒီလိုလိုဖြစ်နေလို့မရပါဘူးကိုလိုရှင်တဲ့အရာတွေဘာလေးဆိုတာကိုတော့တိတိကျကျဆုံးဖြတ်ဖို့လိုပါတယ်ဒီလိုဆုံးဖြတ်ပြီးတဲ့အခါမိษွေလိုရှင်တဲ့အရာတွေကိုစရွက်ပုံမှာအသေးစိတ်ရေးချပါဥပမာငါရှင်းတာရှင်တယ်တော့အကျဉ်းဖြင့်ရေးတာထက်ငါနောက်တစ်နှစ်အတွင်းမှာ သိမ့်တရာစုဆောင်းနိုင်ရမေးဆိုပြီးတော့တိတိကျကျရေးဖို့လိုပါတယ် အဲ့ဒီလိုတိတိကျကျရေးသားပြီးနောက်မိတ်ဆွေအနေနဲ့ဘာကြောင့်ဒီအရာကိုလိုရှင်တာလေးဆိုတဲ့အကြောင်းပြချက်ကိုရေးပြပါအဲ့ဒီအကြောင်းပြချက်ကတော့တင်းကိုအားပေးနိုင်တဲ့အကြောင်းပြချက်ဖြစ်ဖို့လိုပါတယ်ဥပမာငါကငါမိသားစုကိုကူညီစေရှင်တော့ငါကငါရဲ့စိတ်ကူးတွေကိုအကောင့်ထေပေါ်ရှင်တော့စသည်ဖြင့်ပေါ့နော်အဲ့ဒီလို ပုံစံမျိုးတွေရေးပြပါ ကိုယ့်အနေနဲ့ငွေကြေးပိတ်ဆင်လိုရှင်နေဆိုရင်အဲ့ဒီပိတ်ဆင်လိုရှင်ရတဲ့အကြောင်းကိုတိတိကျကျရေးဖို့လိုပါတယ်။အဲ့ဒီလိုရှင်တဲ့အကြောင်းဒီကိုယ့်အနေနဲ့တရှင်းဆိုဖို့ပဲဖြစ်ဖြစ်ခရီးထွက်ဖို့ပဲဖြစ်ဖြစ်အပျော်တဲ့ခရီးသွားမှာပဲဖြစ်ဖြစ်ဘာအကြောင်းပြရှိပေးဖြစ်ဖြစ်အဲ့ဒါဒီပြဿနာမရှိပါဘူးကိုဖြစ်ရှင်တဲ့အကြောင်းကိုသာတိတိကျကျရေးပေးပါ နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်မိတ်ဆွေဟာကိုယ့်ရဲ့ဘဝလက်တွဲဖို့ကိုလိုချင်တယ်။အဲ့ဒီတော့အဲ့ဒီဘဝလက်တွဲဖို့ကိုဘာဖြစ်လို့လိုချင်လဲ။ကိုယ့်ဘဝမှာတယောက်တည်းမနေရှင်တော့ကိုယ့်နားမှာအဖော်ကလေးတယောက်ရှိနေရှင်တော့စသဖြင့်ပေါ့နော်။ကိုယ်လိုချင်တဲ့အကြောင်းပြချက်ကိုရေးချပါဒီတော့အဆင့်တင်းမှာကတော့ကိုလိုရှင်တာပြီးဘာလဲအဲ့ဒီအရာကိုဘာဖြစ်လို့လိုရှင်တလဲ ဒီလောက်ပါပဲဆက်လက်ပြီးအဆင့်နှစ်ကိုသွားပါမယ်အဆင့်နှစ်ကတော့မိတ်ဆွေလူရှင်တာကို စိတ်ကူးထေးမှာပုံဖော်ပါတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါက visualization ပြုလုပ်တာပဲဖြစ်ပါတယ်အဲ့ဒီတော့ဒုတိယအဆင့်မှာမိတ်ဆွေလူရှင်တဲ့အရာကိုရပြီးသားအရှိအနေကို စိတ်ကူးထေးမှာအသေးစိတ်မြင်အောင်ကြည့်ဖို့ပဲလိုပါတယ်ဥပမာမိတ်ဆွေကအင်တန်ရှင်လူရှင်နေဆိုရင် မိတ်ဆွေလိုရှင်တဲ့အိမ်ကိုရောက်နေတဲ့ပုံတွေဒါမှမဟုတ်ကားတစီးလိုရှင်နေဆိုရင်ကိုလိုရှင်တဲ့ကားမှာကားမောင်းနေတဲ့ပုံတွေကားစီးနေတဲ့ပုံတွေဒါမှမဟုတ်အလုတ်သစ်လိုရှင်နေဆိုရင်ကိုလိုရှင်တဲ့အလုတ်မှာပျော်ပျော်ရွှင်ရွှင်နဲ့အလုတ်လုံးနေတဲ့ပုံတွေအဲ့ဒီအရာတွေကိုစိတ်ကူးရင်ပုံဖော်မြင်အောင်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ manifestation သဘောတရားအရာစိတ်ကူးထင်းမှာမြင်ယောင်ကမကစိတ်ခင်စားချက်ကအရင်အရေးကြီးပါတယ်။ဒါကြောင့်စိတ်ကူးထင်းမှာကိုလိုရှင်တာကိုရတဲ့အချိန်မှာခင်စားရမယ်။စိတ်ခင်စားချက်တွေကိုပါခင်စားဖို့လိုပါတယ်။ပျော်ရွှင်မှုတွေ၊ကြည်နေမှုတွေ၊ယုံကြည်မှုတွေစတဲ့ ကောင်းမွန်တဲ့စိတ်ခင်စားချက်တွေကိုခင်စားပေးပါဒီစိတ်ခင်စားချက်တွေကိုအမှန်တကယ်တော့ကိုယ့်ရဲ့စိတ်ထဲမှာခင်စားနိုင်နေလေမသိစိတ်ကအဲ့ဒီအရာကိုအမှန်တကယ်ဖြစ်အောင်လုပ်ပေးဖို့ပုံမလွေကူလာလေလေပဲ ဒါကြောင့်နေ့စဉ်နေတဲ့အချိန်တစ်ခုတက်မဲ့ပြီးရင်ကိုလိုရှင်တဲ့အရာကိုရနေပြီဖြစ်နေပြီဆိုပြီးရင်စိတ်ကူးရင်ပုံပေါ်မြင်အောင်ပါစိတ်ခင်စားချက်တွေ ပြုလုပ်ပါအထူးသဖြင့်မနေ့အိပ်ရာထားတဲ့အချိန်ညအိပ်ခါနီးအချိန်တွေဟာဒီလိုစိတ်ကူးရင်ပုံပေါ်မြင်အောင်ပေါ့အကောင်းဆုံးအချိန်တွေပဲဖြစ်ပါတယ်ဆက်လက်ပြီးရင်အဆင့်3ကိုသွားပါမယ်ဒီလိုအဆင့်3မှာအပြူသဘောဆောင်တဲ့ positive စကလုံးတွေကိုအသုံးပြုဖို့လိုအပ်ပါတယ် ဒါကြောင့်မသိစိတ်ကိုအတုံပြုပြီးရင်ကိုလိုရှင်တဲ့အရာတွေကိုရအောင်ပြုလုပ်တဲ့အခါမှာငါမတဲနိုင်ဘူးငါကဲမကောင်းဘူးငါအစင်မပြေဘူးစသည်ဖြင့်အဲ့ဒီလိုအပြက်သဘောဆောင်တဲ့ negative စကားလုံးတွေကိုရှောင်ရှားပြီးရင်ငါတဲနိုင်တယ်ငါကဲကောင်းတယ်ငါအစင်ပြေတယ်ငါပြုလုပ်ရင်ဘာမှမဆိုဖြစ်တယ်စတဲ့အပြုတ်သဘောဆောင်တဲ့ကောင်းတဲ့စကားလုံးတွေကိုသာရွတ်ဆိုရမယ်အတုံပြုရမယ် ိတ်ဆွေလိုချင်တဲ့အရာကိုရရှိမီတော့ယုံကြည်တဲ့စကလုံးတွေကိုရွေးချယ်ပြီး နေတိုင်းထက်ကထက်က ရွေးဆော်ရမှာဖြစ်တယ်။ဥပမာငါကကျင်းမှတင်ဆွဲတယ်၊ငါကရှမ်းတာတယ်၊ငါကအောင်မြင်တယ်စသဖြင့်ပေါ့နော်။မိမိနဲ့သက်ဆိုင်တဲ့စကလုံးတွေကိုရွေးချယ်ပြီးရွေးဆော်ပါ။ဒီစကလုံးတွေကိုရွေးဆော်တဲ့အခါမင်းရှိမှ ရွေးဆိုလို့လေရပါတယ်ဒါအပြင်အဲ့ဒီစကလုံးတွေကိုစာရွက်ပေါ်မှာရေးသားပြီးရင် မိမိမြင်သာလောက်တဲ့နေရာမှာကက်ထားပြီးရင်အဲ့ဒီစကလုံးတွေကို ပြန်လေဖဲ့ရှုနိုင်ပါတယ်အစင်လေးမှာကတော့အိမ်မပျော်ခင်အချိန်နဲ့အိမ်ရကနိုးနိုးရှင်းအချိန်တွေမှာကိုယ့်ရဲ့စိတ်ကူးတွေကိုအာယုံစိတ်ကြည့်ပါဘာဖြစ်လို့လဲဆိုရင်ဒီအချိန်တွေမှာမတိစိတ်နိုးထားနေသေးတဲ့အချိန်တွေဖြစ်ပါတယ် ဒါကြောင့်ဒီအချိန်တွေမှာမိတ်ဆွေလိုရှင်တဲ့အရာတွေကိုစိတ်ကူးရင်ပုံဖော်ပါ အပြုတ်သဘောဆောင်တဲ့စကားလုံးတွေကိုရွတ်ဆိုပါဒီလိုပြုလုပ်လိုက်ရှင်အပြင်တင့်ရဲ့မသိစိတ်ထိမှာတင်လိုရှင်တဲ့အရာတွေကိုစွေးမြေးသွားစေမှာ ဖြစ်ပါတယ်အဆင့်၅ကတော့နောက်ဆုံးအဆင့်ဖြစ်ပါတယ်ဒီနောက်ဆုံးအဆင့်မှာတော့ယုံကြည်မှုနဲ့လှုပ်ဆောင်ပါ မိတ်ဆွေတို့အနေနဲ့လိုချင်တာကိုရရှိမီတော့အပြည့်အဝယုံကြည်ပါယုံကြည်မှုတစ်ခုတည်းနဲ့တော့မလုံလောက်ပါဘူးအဲ့ဒီရီမင်းရှက်ပဲတိုင်ကိုရအောင်လှုပ်ဆောင်ဖို့လေလိုအပ်ပါတယ်မိတ်ဆွေလိုချင်တာကိုရအောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့အသေးစိတ်အစီအစဉ်တွေကို ရေးဆွဲရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီအစီအစဉ်တွေကိုတစင်ရှင်းလှုပ်ဆောင်ပါ ။ယုံကြည်ခြင်းနဲ့အလုံးလုံးနေတဲ့အချိန်မှာအခက်အခဲတွေကြုံလာရင်လည်းအရှုံးမပေးပါနဲ့။သင်လိုချင်တာကိုရရှိမီတော့ယုံကြည်ပြီးရင်ဆက်လက်လှုပ်ဆောင်ပါ။ဥပမာအချီရင်ကံကောင်းရှင်တဲ့သူတွေဆိုရင်ကိုယ့်ရဲ့ရင်ထည်ကိုယ့်ရဲ့နှလုံးသားထည်ကချစ်ချင်းမေတ္တာတွေကို များများထုတ်လွှဲပေးဖို့လိုအပ်ပါတယ်။ဒါအပြင်ကိုကအချီရင်ကံကောင်းရှင်တဲ့သူဖြစ်တာမို့လို့ကိုယ့်ခင်တာကိုယ်ကို အလှအပတွေပြင်ဆင်မေးပြုလုပ်မေးတင်ရှင်းအောင်ထားမေးစသည်ဖြင့်အဲ့ဒီလို တက်တက်ကြွကြွတွေပြုလုပ်တဲ့ကိုလေလိုအပ်ပါတယ်အဲကိုကအချစ်ရတော့ကင်ကောင်းရှင်တယ်အတိတ်တစ်ချိန်တုန်းကအချစ်ရကင်မကောင်းတဲ့အကြောင်းကိုတွေးပြီးရင်ဝန်းနေနေတော့မရပါဘူးအချစ်ရေးမှာကင်ကောင်းရှင်တဲ့သူကအချစ်ရေးကင်ကောင်းစေတဲ့အချက်တွေကိုရွေးရှည်ပြုလုပ်တဲ့ပို့လိုအပ်ပါတယ် ။နောက်ဥပမာတစ်ခုပြောမယ်ဆိုရင်မိတ်ဆွေကငွေရေးကြီးမှာအရင်ကင်ကောင်းရှင်တယ်။အဲရှေ့ကပြောခဲ့တဲ့အစဉ်လေးစင်းမှာ ပြောခဲ့တဲ့အကြောင်းအရာလေးတွေလေးမိတ်ဆွေပြုလုပ်တယ်၊စိတ်ကူးရင်ပုံဖော်မှုတွေလုပ်တယ်၊စိတ်ခင်စားချက်တွေလုပ်တယ်။အဲ့ဒီတော့ဒီငွေရလာဖို့အတွက်ကို့အနေနဲ့သက်ဆိုင်ရာအလုပ်တွေပြုလုပ်ဖို့လိုအပ်တယ်။ကိုယ့်ရဲ့စိတ်ထဲမှာငါဟာရှင်းကိုရှင်းသာရမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့အတူတကွ ိုသက်ဆိုင်ရာအလုပ်တွေကိုပြုလုပ်နေတယ်ဖို့လိုပါတယ်။ဒါပေမဲ့ဒီဗီဒီယိုမှာတော့ရှင်းရှင်းတစ်ခုအနေနဲ့ပြောပြရှင်ပါတယ်။ဒီနီးနဲ့ဟာ Jose Mafia ရဲ့နီးနဲ့ဖြစ်ပါတယ်။ Never Gonna နီးနဲ့အရာပြောမေဆိုရင်တော့ဒီလိုရုပ်ပိုင်းဆိုင်ရာအလုပ်လုပ်တာကိုတိတ်ပြီးလက်မခံပါဘူး။ငွေကြီးကင်ကောင်းဖို့ဆိုတာကအလုတ်လုံမှငွေကြီးကင်ကောင်းတာမဟုတ်ပါဘူး သူ့အနေနဲ့ငွေကြီးကင်ကောင်းရှင်လာတဲ့အချိန်မှာလက်ဖျားကလေးတောင်မဆရာမလိုဘဲနဲ့ကိုယ့်စီကိုငွေတွေတလဟိုးဝင်လာတတ်ပါတယ်အဲ့ဒါကတော့ယုံကြည်ရှင်နဲ့အလုပ်လုပ်တာပဲဖြစ်ပါတယ်ဒါဟာ manifestation နဲ့သက်ဆိုင်တဲ့သဘောတရားတစ်ခုပဲဖြစ်ပါတယ် ဒီသဘောတရားအရာယုံကြည်ခြင်းနဲ့အလုံးလုံးမင်းဆိုပေမေလေးတချို့သောအရာတွေကြာရင်ရုပ်ပိန်းဆိုင်ရာအရှိအနေမပါဝင်တော့မရပါဘူးရုပ်ပိန်းဆိုင်ရာအရှိအနေပါဝင်ဖို့လိုအပ်ပါတယ်အခုဒီစီတော့အနေနဲ့ဗီဒီယိုတွေပြုလုပ်တယ်ပြီးရင်ကိုယ့်အနေနဲ့အောင်မြင်မေတော့ယုံကြည်တယ်အဲ့တော့ဒီလိုအောင်မြင်မေတော့ယုံကြည်ဖို့အတွက်ကိုယ့်အနေနဲ့ဗီဒီယိုပြုလုပ်တဲ့အခါရုပ်ပိန်းဆိုင်ရာအားစိတ်မှုကိုပြုလုပ်ရပါတယ်ဒါပေမဲ့ကိုယ့်စိတ်ထဲမှာ အောင်မြင်ပြီးတော့ယုံကြည်မှသာလည်းရင်အောင်မြင်မှုကကိုယ့်စီကိုရောက်ရှိလာနိုင်မှာဖြစ်ပါတယ်ဗီဒီယိုတွေပြုလုပ်တွေရုပ်ပိုင်းဆိုင်ရာတွေစ조사ပေးမိကိုယ့်စိတ်ထဲမှာအောင်မြင်မှာမဟုတ်ဘူးအဆင်ပြေမှာမဟုတ်ဘူးလို့ခင်စားနေရတယ်ဆိုရင်တော့ဒါကအလုံးမဖြစ်ပါဘူးဒီတော့ဆိုရင်ယုံကြည်မှုနဲ့ပတ်သက်ပြီးရင်ရုပ်ပိုင်းဆိုင်ရာတွေအလုံးလုံးတာအလုံးမလုံးတာနဲ့ပတ်သက်ပြီးရင်မိတ်ဆွေတို့အနေနဲ့နားလေသဘောပေါက်သွားလိမ့်မယ်တော့ထင်ပါတယ် အခုဒေစီပြောပြခဲ့တာတွေကမတိစိတ်ကိုအတုံချပြီးရင်လိုရှင်တဲ့အရာတွေကိုရယူနိုင်ဖို့အဆင့်၅ဆင့်ပဲဖြစ်ပါတယ်။ ဆက်လက်ပြီးပြောမယ်ဆိုရင်မတိစိတ်ကိုအုံချပြီးအောင်မြင်သွားတဲ့သူတွေအများကြီးရှိပါတယ်။ဆရာကြီးဂျိုးဆဲမာဖေရဲ့ The Power of Your Subconscious Mind ဆိုတဲ့စာအုပ်ထဲမှာမတိစိတ်ရဲ့စွမ်းအားကိုအုံချပြီးအောင်မြင်သွားတဲ့လူတွေရဲ့ဥပမာတွေကို အများကြီးပေးထားပါတယ်။အဲ့ဒါတွေကိုအကြည့်တဝင့်တော့မပြောပါဘူး။ဒါပေမဲ့အချင်းရှုံးလေးတော့ပြောပြရစီ။ ဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်အဲ့ဒီစာအုပ်ထဲမှာအမျိုးသမီးတစ်ယောက်ဟာသူ့မရဲ့မသိစိတ်ကိုအတုံပြုပြီးရင်သူ့မရဲ့ကျဲမာရေးပြဿနာကိုဖြေရှင်းနိုင်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာသူ့ရဲ့မသိစိတ်ထဲမှာသူဟာကျဲမာတင်ဆွမ်းတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ပုံရိပ်ကို အမြင်နဲ့မြင်ရောက်ပြီးရင်အပြုသဘောဆောင်တဲ့စကားလုံးတွေကို အမြင်နဲ့ရွတ်ဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့မရဲ့ကျဲမာရေးပြဿနာဟာတက်တာသွားခဲ့ပါတယ်။နောက်ဥပမာတစ်ခုအနေနဲ့ပြောရမယ် ဆိုရင်အဲ့ဒီစာအုပ်ထည့်မှာပဲစီးပွားရေးသမားတယောက်ဟာ သူ့ရဲ့မသိစိတ်ကို အုံပြူပြီးရင်အဲအဲ့ဒီသူ့ရဲ့စီးပွားရေးကိုတိုးတက်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီစီးပွားရေးသမားဟာသူ့ရဲ့မသိစိတ်ထည့်မှာ သူ့ရဲ့စီးပွားရေးကအောင်မြင်နေတယ်ဆိုတဲ့ပုံရိပ်ကိုအမြင်နဲ့မြင်အောင်ပြီးရင်သူ့ရဲ့စီးပွားရေးအောင်မြင်ပြီဆိုတဲ့ယုံကြည်ချက်ကို အမြင်နဲ့စွေးကင်ထားပါတယ်။နောက်ဆုံးမှာတော့သူ့ရဲ့စီးပွားရေးဟာအရင်ကားထက်အဆပေါင်းများများစွာတိုးတက်လာခဲ့ပါတယ်။ အခုပြောခဲ့တာတွေကဆရာကြီးဂျိုးဆဲမာဖီရေးသားတဲ့စာအုပ်ထေးမှာမသိစိတ်ကိုအုံချပြင် အောင်မြင်သွားတဲ့လူတွေအကြောင်းကိုဒီစီကအချင်းချင်းပြောပြခဲ့တာဖြစ်ပါတယ်။အဲ့ဒီစာအုပ်အပြင်မသိစိတ်ကိုအုံချပြင်အောင်မြင်သွားတဲ့တခြားလူတွေလည်းအများကြီးရှိတယ်။ကမ္ဘာပေါ်မှာနှာမီးကြီးတဲ့လူတွေအများကြီးဟာသူတို့ရဲ့မသိစိတ်ဆွမ်းအောင်ကိုအုံချပြင်အောင်မြင်သွားခဲ့ကြတာဖြစ်တယ်။ ဒီဗီဒီယိုထဲမှာမသိစိတ်ကိုအတုံပြုပြီးရင်ကိုလိုရှင်တဲ့အရာကိုဘလို့ရယူနိုင်မလဲဆိုတာကိုအစင်အစင်နဲ့ပြောပြခဲ့ပါလေ။မိစေတော့အနေနဲ့လေအဲ့ဒီကိုယ့်ရဲ့မသိစိတ်ဟာအင်အားကြီးမားတဲ့အရာတစ်ခုဖြစ်တယ်ဆိုတာကိုသိပေးပါ။မိစေတော့ရဲ့မသိစိတ်ကိုအတုံပြုပြီးရင်လိုရှင်တဲ့ပဲနိုင်တွေကို အောင်မြင်အောင် ပြုလုပ်နိုင်ပါလေ။ကိုယ့်ရဲ့ရည်မှန်းချက်ပဲနိုင်တွေကိုအောင်မြင်အောင် အရောက်လှဲနိုင်အောင်ပြုလုပ်ဖို့ မိษွေတို့ရဲ့မတိစိတ်ထိမှအပြုတ်သဘောဆောင်တဲ့ယုံကြည်ချက်တွေကိုထိသွင်းထားဖို့လိုပါတယ်။ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုစိတ်ကူးထိမှအမြဲတမ်းပုံဖော်ပါပြီးရင်အဲ့ဒီရည်မှန်းချက်တွေအောင်မြအောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့အချက်တွေကိုလေလှုပ်ဆောင်ပေးပါမိတ်ဆွေတို့ရဲ့ရည်မင်းရှိတွေကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်နိုင်မီလို့လေယုံကြည်ပါကိုယ့်ရဲ့ဘဝကိုပြောင်းလဲနိုင်တဲ့စွမ်းအားဟာကိုယ့်ရဲ့အတွင်းစိတ်ထဲမှာပဲရှိပါတယ် ဒီဗီဒီယိုကိုအဆုံးထိနားထောင်ကြတဲ့လူတွေလိုအင်စင်တာတွေပြည့်ဝကြပါစေ။